ာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တတ်တဲ့အောင်လည်းမြင်လာပါ။ဆိုတော့ဒီနေ့စနေနေ့ကတော့ England ရဲ့ Premier League ပွဲတွေပြန်လာပြီးပွဲစဉ်က36ခုရောက်ပြီးဆိုတော့ကုလလုံး10အနေထားရ Premier League က Champion League ဝင်ခွင့်က6နေရာရသွားပြီ။ hip position ကနေ9နေရာရမယ်နောက်ဆုံး10နေရာကတော့ Manchester United နဲ့ Tottenham Hotspur အနိုင်ရတဲ့အသင်းကနောက်ထပ် position တစ်ခုရမယ်ဆိုတော့ကျွန်တော်စနေနေ့ကတော့အမှန်တိုင်းပြောရင်တော့ပွဲအရမ်းမကောက်ဘူးဘာကြောင့်လဲဆိုတော့ဥရောပပွဲတွေကန်သွားတဲ့အသင်းတွေအားလုံးကိုတနင်္ဂနွေနေ့မှာပေးကန်ထားလို့ပဲတနင်္ဂနွေနေ့မှာ Chelsea ပွဲရှိမယ် Man United ရှိမယ် Arsenal ရှိမယ် Tottenham ရှိမယ် ွဲကြီးပွဲကောင်းနေရှိတယ်။ဒါပေမဲ့ကျွန်တော်စနေနေ့မှာစေဝန်စားဆရာက Champion League ဝင်ခွင့်လူနေတဲ့အသင်းတွေတဲက Aston Villa နဲ့ Manchester City ရဲ့ပွဲရှိပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီသဆန်တို့ချင်းညနေ3:00ညမှဆန်တို့ချင်းည8:00ခွဲမှာ Fulham နဲ့ Everton ရှိမယ်။ ် Ipswich Town နဲ့ Brentford ရှိမယ်၊ Southampton, Man City ရှိမယ်၊ Wolverhampton, Brighton ရှိမယ်။ဆိုတော့နံပါတ်1အနေနဲ့ Man City သိပ်ပြောစရာတော့မရှိဘူး။လက်ရှိ Man City ရဲ့ခြေစွမ်းနဲ့ Southampton ရဲ့ခြေစွမ်းတမိုင်းတစ်လျှောက်ဆက်တမတ်ပဲရတယ်။ Derby ရဲ့ record lowest point ကိုသူတို့တူတော့တူထားတယ်။စိုင်းချိန်မတင်ချင်အ ਨੇ ဆုံးတမတ်ရဖို့လိုတယ်။ Southampton ကတော်တော်ကိုဆူဆူဝါးဝါးဖြစ်တဲ့အသင်းဖြစ်ပြီးတော့လက်ရှိအနေထားရနဲ့ struggle ဖြစ်တဲ့အသင်းဖြစ်တဲ့ Manchester City အသင်းအနေနဲ့လက်ရှိမှာဖုန်းအတည်ငြိမ်ဆုံးနောက်ဆုံးကစားခဲ့တဲ့၄ပွဲဆက်သူတို့ Manchester Derby မှာတည်ကြတယ် Brighton ကိုတည်ကြတယ်အဲ့ပွဲတွေကိုဖယ်ပြီးတော့ Palace ကိုနိုင်တယ်ဒါ Everton ကိုနိုင်တယ် Villa ကိုနိုင်တယ် Wolves ကိုနိုင်တယ်တကယ်တော့သူ City နိုင်ခဲ့တဲ့အသင်းတွေကသူတို့လေးမာတဲ့အသင်းတွေအခုနောက်ပိုင်းမှာခြေစွမ်းနည်းနည်းပြန်ကောင်းပြီးတော့တည်ငြိမ်နေတဲ့အသင်းတွေကိုနိုင်ထားတဲ့ချိန်မှာ Southampton က West Ham ကိုတည်ကြတဲ့ပွဲကလွယ်ပြီး Spurs ရဲ့ Villa ရဲ့ Fulham ရဲ့ Leicester အကုန်ရှုံးထားတာဒီသင်းကမနိုင်ပြောရင်တော့ Premier League တော့မတက်လာသေးတဲ့အသင်းပဲ ်ပြီးရက်နှစ်ကကျွန်တော်မှတ်မှတ်ရရ playoff final မှာသူတို့ Leeds United ကိုနိုင်ပြီးတက်လာတဲ့အချိန်တကယ်ကိုတောင်းတင်းမယ်လို့ထင်ထားပေမဲ့ဘာဖြစ်တင်းမှုမှမလုပ်ဘူးမှတ်မှတ်ရကိုယ်သမားတယောက်လောက်နဲ့အခြား position အချို့လောက်ပဲဘာမှဖြစ်တင်းမှုမလုပ်တဲ့ချိန်မှာ sound ဟာသူတို့ကကစားပုံကောင်းနေဗျကစားပုံကောင်းနေလုတ်တက်ကြိုက်တက်တဲ့ခန်းစစ်အရန်ညံ့နေခန်းစစ်ကအတင်းကြီး style နဲ့ build up play ကစပြီးတော့နောက်တန်းကစကစားဒါကသူတို့ရဲ့အဓိကအမှားဖြစ်တယ် ဆိုတော့အခု Man City အတွက်ကျွန်တော်ထင်တော့ပြဿနာမရှိဘူး straight forward ပဲဖြစ်မှာပဲ။ကာမာကအဒီယံမဟုတ်ဘူးဒါပေမဲ့ AACC ပဲ City ကပထမအကြော်တော့ကတော့တကိုးတဲ့နဲ့နိုင်ထားပါပဲ။ဒီပွဲဟာ City တို့က goal difference နဲ့လိုအပ်တဲ့ City ကနောက်ဆုံးပွဲတွေမှာ Champions League ဝင်ဖို့တက်ဒါနှစ်ပွဲလောက်နိုင်ကိုစိတ်ချရပြီ။ဆိုတော့ City အတွက်အနိုင်တီကြစီမဲ့ပွဲဖြစ်တဲ့နောက်တစ်ပွဲကတော့ Everton နဲ့ Fulham ပေါ့လေ။ဟိုမြောက်ဒီမြောက်အသင်းဖူဟန်ကလည်းဟိုမြောက်ဒီမြောက်ဒါပေမဲ့ဖူဟန်အတွက်မျောလင်းချက်ကအခုလောလောဆယ်နေထားရာ conference ကိုသူတို့မျောလင်းလို့ရသေးတယ် ဘာကြောင့်လဲဆိုတော့ Fulham ကလက်ရှိအမှတ်ပေးစရာမှာ51မှတ် Brighton က52 Brentford က52နောက် Bournemouth က53ဆိုတော့အဲ့အဆင့်ရှိနေရာအတွက် Fulham မှာမျောလင်းချက်ရှိတယ် Everton ကတော့ဟိုမြောက်ဒီမြောက်ဒါအခုလက်ရှိနေထားရ Marco Silva အသင်း Marco Silva ကိုလည်းက Saudi Club Al Ahly ကိုပြောင်းမဲ့ပါညာနဲ့အတန်လေးထွက်နေတယ်ဒါပေမဲ့ကျွန်တော်ထင်တော့သိပ်ပြတ်တာမရှိတော့အခုလက်ရှိမှာ DR ကိုအကောင်းဆုံးဆုံးသတ်မဲ့ Fulham ကလည်းခြေယူပြသူတို့အသင်းကိုကျွန်တော်တို့က အပိုင်ထွက်ထားရင်သူတို့တေးကြတာတော့ရှုံးတာတော့မထင်မှတ်တဲ့ချိန်မှာထထလုပ်တယ်ဒီနှသိန်းကအများအပြားကထိုက်ကင်းဖြစ်တယ်ဖူဟန်ကိုအေဗာတန်မနိုင်တာတော့၅ပွဲရှိပြီဖူဟန်ရဲ့လက်ရှိဖော်ရဖူဟန်လည်းနည်းနည်းလေးတော့ရုံးကန်နေရတယ်နောက်ဆုံး၅ပွဲမှာ နှစ်ပွဲပဲနိုင်ပြီးသုံးပွဲရှုံးထားတဲ့အချိန်မှာ Everton က David Moyes ကတောက်လျှောက်ရလက်ကောင်းပြီးတော့မှအခုနောက်ပိုင်းပွဲတွေမှာအမှတ်ပြန်ရော့နေတယ်။ကျွန်တော်ရှင်တော့ Ancient Fulham အသင်းကိုပဲသဘောကျတယ်။သူတို့ရဲ့ Conference League မျှော်လင့်ချက်အတွက်ဒါကည၈နာရီခွဲနေ့လည်း၃နာရီမှာကမ်းမယ်။ Ipswich Town နဲ့ Bradford ဒီပွဲလဲ Ipswich Town တန်းဆင်းပြီး Bradford အတွက်တကယ်ကိုအရေးပါတဲ့အချိန်မှာအနိုင်ပွဲတွေဇက်တိုက်ရတယ်။ Bradford ကနောက်ဆုံး၅ပွဲမှာနှစ်ပွဲတည်ကြပြီး၃ပွဲဆက်နိုင်တယ်။ Brighton ကိုနိုင်တယ် Forest ကိုနိုင်တယ် United ကိုနိုင်တယ်သူတို့တေးကြတဲ့ပွဲကလည်းလုံးဝတော့မညံ့ဘူး Chelsea ကိုတေး Arsenal ကိုတေးဆိုတော့ Bradford ကလက်ရှိမှာ form တော်တော်လေးညင်တဲ့အချိန်မှာ Ipswich ကတော့တေးတဲ့အရှုံးကြီးပဲကျွန်တော်အမြင်တော့ Ipswich Stress တောင်းခံစရာအကြောင်းကိုမရှိဘူး။ဘာကြောင့်လဲဆိုတော့ Bradford အသင်းရဲ့တိုက်စီယုံကြည်မှုအခုကသူတို့က Brian Ambumo ရော Wissa ရော Shadi ရော၃ယောက်စလုံးကဂိုးသွင်းအားကောင်းတယ်နောက်သူတို့တင်းအားအခု conference မျိုးလင်းချက်အခွင့်ရရှိသေးတဲ့အတွက်ကြောင့်ကျွန်တော်ထင်တော့အဝေးကွင်းဖြစ်တည်တိုင်အောင် Bradford အသင်းပဲအနိုင်ယူသွားအောင်မဲ့ပွဲမျိုးနောက်ထပ်တပွဲကတော့ Wolverhampton နဲ့ Brighton Brighton လည်းတကယ်တော့မျောလင့်ချက်ကြီးကြီးလေးတကယ်တော့သူတို့ကဟိုတနေ့တည်း Newcastle ကိုတော့သူတို့နိုင်လိုက်ချင်းသူတို့တို့အချန်ပိုရှိတယ်ဒါပေမဲ့လည်း Newcastle ဘက်မှာသူတို့နောက်ကျကိုနဲ့တေးချသွားတယ်ဒါလက်ရှိနေထားရ Brighton ကလည်းဒါရပ်တ52ဆိုတော့သူတို့လည်းဘုံပေါင်းနဲ့တမတ်ပဲကွာတယ်ဆိုတော့သူတို့ Wolves နဲ့ကမ်းမယ် Wolves ကမထမတ်လောက်အောင်ဇက်တိုက်ရလက်ကောင်းလာပြီးတော့အခုဆိုရင်အဆင့်73ထိရောက်လာတယ်ဒါပေမဲ့သူအပေါ်တက်ဖို့တော့ခက်တယ်ဆိုတော့သူ့ရဲ့အပေါ်က Christian Pell လေးစတိုဘာတော့46ဆိုတော့ဝူဖာဟန်တန်က6ပွဲစတိုက်အနိုင်ရပြီးတော့မှပြီးခဲ့တဲ့မန်စီးတီးပွဲကိုသူတို့ရှုံးထားတယ်အခု Brighton က up and down နဲ့အရန်များတယ်သူတို့ Watson တင်းတဲ့ကိုမနိုင်ထားတယ် ထိုက်ခင်မဲ့ကျွန်တော်တင်တော့ brighter အမှတ်လိုသည့်တိုင်အောင် wolf ကကစားအကြောင်းတေးကိုဥတီသွားနိုင်တယ် brighter အနိုင်ရဖို့ကြိုးစားမှဖြစ်ပေမဲ့တကယ်ကိုထိုက်ခင်ဖြစ်တယ်နောက်ဆုံးပွဲတစ်ပွဲကတော့ဒါ Aston Villa အသင်းနဲ့ဘိုးမောင်ရဲ့အသင်းနှစ်သင်းလုံးကဥရောပဝင်ခွင့်မျှော်လင့်ချက်ဘိုးမောင်က conference league မျှော်လင့်ချက်ရှိတယ် Aston Villa က champion league မျှော်လင့်ချက်ရှိတယ် Villa ကဒီဘိုးမောင်ပြီးတာနဲ့ Man United နဲ့ Spurs နဲ့နှစ်ပွဲဆက်ကံကောင်းချင်တော့နှစ်သင်းလုံးက Europa League final တက်ထားတော့ဒီပွဲတွေကိုအားလုံးမဆိုင်တော့ Villa က straight forward ဖြစ်နိုင်တယ်ဆိုတော့သူတို့လောက်က ဘုံပေါက်ပွဲကိုတို့နိုင်ရင်တို့ချန်ပီယံလိတွေချက်အများကြီးရှိတယ်ဆိုတော့အခု Astro Villa အသင်းရဲ့လက်ရှိရမှတ်အခြေအနေကရမှတ်အားဖြင့်တို့က60ရထားတယ်ဒါပေမဲ့ Man City နဲ့၄မှတ်ပဲကွာတယ် Man City ကိုဖယ်လိုက် Newcastle နဲ့သုံးမှာပဲကွာဆိုဘာမဆိုဖြစ်လာနိုင်တယ်ညူကာဆယ်တို့ချယ်ဆီတို့ကပွဲချက်တွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ထင်တော့ဗီလာကအသေးလေးကံမှာဒီပွဲကဗီလာနိုင်ရင်ချန်ပီယံလိဂ်ဝင်ဖို့အတွက်50နဲ့60%လောက်ထိတက်သွားမှာ ျွန်တော်အမြင်တော့သူတို့ good different အနေဆုံးဖြစ်တယ်ဒါပေမဲ့ဘုံမောက်ကိုယ်တိုင်ကလည်းဒါတကယ်ကိုကောင်းတဲ့အသေးပြနောက်ဆုံးသူတို့ arsenal ကိုသူတို့နိုင်တယ် fuan ကိုနိုင်တယ်နောက်ဆုံး၅ပွဲမှာ၂ပွဲနိုင်ပြီး၃ပွဲတေးကြတယ်အခုအမှတ်လိုနေတဲ့အတွက်သူတို့လည်းအမှတ်ပြရအောင်ယူမှာတေးကိုဥတီနိုင်တယ်50 50k ပထမအကြော်တော့ကတော့တေးကြထားတယ်ဝမ်ဝမ်တေးကြတယ် arsenal villa အသင်းကအခုလက်ရှိမှာ ပေါင်ဖြတ်ခံရမယ်တို့ဒီပွဲတို့တည်ကြရအရင်တော့မစိုးနိုင်ဘူးဒါပေမဲ့တို့က maximum 3မှရမှမျောလင်းချက်ရှိမှာတကယ်ကိုကြည့်ကောင်းတဲ့ပွဲဒါကတော့ညစက်တိုင်းမှာကံပွဲဖြစ်တယ်ဒါကစနေနေ့ကံပွဲပရီးမီယာလိပွဲတွေပါအားလုံးချင်းကြပါလေ